ားလုံးပဲမင်္ဂလာပါ။ Cherry Radio အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့2025ခုနှစ်အောက်တိုဘာလ29ရက်နေ့အတွက်ခုံနှုံးတုံ Cherry Radio ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ကျွန်မကတော့ဆမ်မ။ဒီနေ့နားဆင်ရမယ့်သတင်းကောင်းစင်တွေကတော့စစ်ကွန်မရှင်ကျင်းပမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲလောင်းနှစ်ဦးရဲ့နေအိမ်ကို CDF တွန်ဆောင်ချိန်ပေးလိုက်တဲ့သတင်း တိတိမျိုးမှာစုကမရှင်တက်ကလေချောင်းကနေနှစ်ရက်ဆက်တိုက်စစ်အင်အားတွေဖြစ်နေတဲ့တရင်ကလေးတောင်ပိုင်းကိုစုကမရှင်တက်ကစစ်ကြောင်းထိုးပြီးကျွန်းချောင်းရွာနေအိမ်တချို့ကိုလည်းမီးရှို့လိုက်တဲ့တရင်နဲ့မီဇိုရမ်မှာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေမောင်းထုတ်မယ်ဆိုတဲ့သတင်းမှာ ILB မရှိပဲတရားမဝင်နေထိုင်ကြတဲ့အိန္ဒိယနိုင်ငံသားတွေကသာဆိုလိုခြင်းဖြစ်တယ်လို့သိရတဲ့သတင်းစတဲ့သတင်းတွေကိုနားဆင်ရမှာပါ အခုအဦးဆုံးတင်ဆက်ပေးမှာကတော့အာနာသိန်းဆက်ကမရှင်တက်ကျင်းပါမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလေလောင်း2ဦးရဲ့နေအိမ်ကို CDF တန်ဆောင်တပ်ဖွဲ့ကအောက်တိုဘာလ25ရက်နေ့မှာချိတ်ပိတ်လိုက်တယ်လို့ဒေသခံတွေစီကသိရပါတယ်။နေအိမ်ချိတ်ပိတ်ခံရသူ2ဦးကတော့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုစလေလောင်းပိုကျင်တုံးမောင်နဲ့စုံမြင့်အမျိုးသားပါတီကိုစလေလောင်းပါနန်ခန်းဆောင်တို့ဖြစ်ကြောင်းသိရပါတယ်။ တွန်းဆောင်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကနေပြောရေးဆိုခွင့်ရှိသူတဦးကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တွန်းဆောင် CDF ကပို့ချင်တုံးမောင်နဲ့ဘာနန်ခန်းဆောင်တို့ရဲ့နေအိမ်နှလုံးကိုချိတ်ဖိတ်ထားပါတယ်သူတို့ချိတ်ဖိတ်ရတဲ့အကြောင်းရင်းကတော့အရင်ကတည်းကသူတို့ဟာစစ်ကောင်စီနဲ့ပူးပေါင်းနေပေါ့လေအဲ့ဒါတင်မကဘူးအခုရွေးကောက်ပွဲမှာပါဝင်ရောက်ရှင်ပြိုင်ဖို့လုပ်နေတာပေါ့နော်လို့ပြောပါတယ်ပူဂျင်တုံးမဟာချင်းပြည်နယ်အမျိုးသားလွတ်တော်အချိုးကျကိုစားပြုစနစ်မင်းဆန္ဒနယ်မြေမှာပြည်တော်စုစံခိုင်ရင်နဲ့ ဖွင့်ကြိုးရေးပါတီကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်သွားမှဖြစ်ပြီးပါနန်ခန်းဆောင်ဟာလည်းချင်းပြည်နယ်အမျိုးသားလွတ်တော်အချိုးကျကိုစားပြုစနစ်မင်းဆာနာနေမြေမှာစုံမြင့်မျိုးသားပါတီကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်သွားမှဖြစ်ပါတယ်ပိုချင်တုံးမောင်နဲ့ဘာနန်ခန်းဆမ်တို့ဟာကလေးမျိုးကိုကြောင်းရွှေ့နေထိုင်ကြပေမဲ့လဲတွန်းစာမျိုးပေါ်မှာရှိတဲ့၎င်းတို့ရဲ့ပိုင်ဆိုင်ထားတဲ့နေအင်းကို CDF တွန်းစာကအခုလိုချိတ်ပိတ်လိုက်တာပါ။ ပူချင်တုံမဟာရခင်က2023ခရဲကစုကမရှင်တနေပူပေါင်းတဲ့အတွက် CDF တန်းဆောင်ကဖမ်းဆီးခဲ့ပြီးတနစ်ခန့်ထိန်းသိမ်းပြီးတဲ့နောက်တနာတင်ညာတော်အပြင်အာမခန့်နဲ့ပြက်လဲလွတ်ပေးခဲ့ပြီးတဲ့နောက်အခုမှစုကမရှင်တနေထက်မှန်ပူပေါင်းလာခြင်းလည်းဖြစ်ပါရည်အခုလိုချိတ်ပိတ်တာနဲ့ပတ်သက်လို့ကျွန်တော်အမြင်ပြောရရင်ဖြစ်တဲ့နယ်လို့မြင်နေသဘောတူတယ် ။ဘာဖြစ်လို့လဲဆိုတော့စစ်တပ်အာဏာသိမ်းတဲ့၄နှစ်အတွင်းမှာပြည်သူတွေကအမျိုးမျိုးဒုက္ခကြုံနေကြရတယ်။လူငယ်တွေအပြစ်မရှိတဲ့ကလေးတွေအသက်ပေးဆိုင်ရတယ်။ကိုယ့်လက်ခန္ဓာအစိတ်အပိုင်းတွေဆုံးရှုံးကြရတယ်။ကိုယ့်အိမ်ကိုယ်ရာတွေဆုံးရှုံးရတယ်။အာဏာရှင်ကြောင့်ပြည်သူတွေဒီလောက်ထိနှစ်နာဆုံးရှုံးနေကြတဲ့ကသူတို့ကမိမိကိုယ်ကျိုးငွေကြေးတိတ်ခါတွေအတွက်အချိန်တိုတွင်းမှာပဲပြည်သူတွေရဲ့ပေးဆက်မှုကိုလှဲလိုက်တဲ့အတွက်အခုလိုချိန်ပိတ်တာကိုကျွန်တော်အနေနဲ့ထောက်ခံနေပြလို့တွန်းစာမျိုးခန့်တို့ကပြောပါတယ် တွန်းစာမျိုးဟာချက်လန်းကောင်စီအဖွဲ့ဝင် CDF တွန်းစာကထိန်းချုပ်တဲ့သေးစားဖြစ်ပြီး2024ခုနှစ်မေလတုန်းကချင်းပြည်အစိုးရကာကွယ်တပ်ဖွဲ့ကတင်ပိုက်ခဲ့တာဖြစ်ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့ချင်းမင်းနယ်တေးရင်မြို့မှာစကမရှင်တပ်ကလေကြောင်းကနေနှစ်ရက်ဆက်တိုက်စစ်အင်အားတွေဖြစ်တင်နေခဲ့ကြောင်းသိရပါတယ် ောက်တိုဘာလ26ရက်နေ့နဲ့28ရက်နေ့မှာစုကမရှင်တဟာကလေးမျိုးကနေတဆင် MI17 ရဟင်အမျိုးအစားနဲ့၅ချိန်ခန့်တိတိမျိုးအခြေဆိုင်ခလာယာ26ကိုတစကန်းကိုအင်အားဖြည့်တင်ခဲ့တယ်လို့တွန်းစာမျိုးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောရင်းဆိုခွင့်ရှိသူကပြောပါတယ်ရဟယင်စင်းတဲ့တည်ရင်ခရိုင်မှုရောက်တယ်လို့ပြောပါတယ်။သူနဲ့အတူစစ်သားတွေအင်အားတိုးပေးတာပေါ့နော်။ 26ရင်းနေ့ကစစ်သားအင်အားရရင်နဲ့9ခေါက်လောက်လာချသွားတယ်။29ရင်းနေ့မှာလည်း6ခေါက်လောက်လာချတယ်။ပြီးတော့ Jet Fighter တစ်စီးကလည်းပြန်ဝဲနေတယ်။ဘေကိုဥတီနေရလဲဆိုတာတော့မသိပါဘူးလို့ပြောပါရယ်။ရရင်တစ်စင်းမှာစစ်သား20ဝန်းကျင်ပါလာနိုင်တာကြောင့်လက်ရှိဒေသမျိုးကိုခြားပေးတဲ့အင်အားဟာရာနဲ့ကြီးရှိနိုင်ကြောင်း၎င်းကပြောပါရယ်။ လက်ရှိမှာတိတိမျိုးပေါ်မှာပုံမှန်အတိုင်းဖြစ်ပေမဲ့အခုလိုစစ်သားအင်အားဖြည့်တင်းလာခြင်းကြောင့်ပြည်သူတွေအနေနဲ့စိုးရိမ်ပူပန်ခြင်းမရှိဘဲတတိရှိစွာသွာလာနေထိုင်ကြဖို့တွန်းဆောင်မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပြောရဲဆိုခွင့်ရှိသူကပြောပါရီစစ်တပ်ကအင်အားအများပြားဖြည့်တင်းလာတယ်ဆိုတာသူတို့တွန်းဆောင်ကိုပြန်သိမ်းခြင်းလို့ဖြစ်နိုင်တယ်လို့တစ်ဖက်မှာရွေးကောက်ပွဲနီးလာပြီဆိုတော့ပြည်သူမှမနှောက်ရှက်ရအောင်ဆိုပြီးအင်အားဖြည့်တင်းတာလည်းဖြစ်နိုင်တယ်လို့ယူဆမိပါရီ ဆိုတော့ပြည်သူတွေအနေနဲ့စစ်ဖြစ်တော့မလားဆိုပြီးကြောက်လန့်စရာမလိုပေမဲ့အသွာအလာတတိထားကြပါနောက်စစ်မိတ်စာနဲ့ပူပေါင်းတာမျိုးတွေဘယ်သူမှလုံးဝမလုပ်ကြဖို့ပြည်သူတွေကိုမှားချင်ပါတယ်ဒိဋ္ဌိကပြည်သူတွေရောတွန်းဆောင်ကပြည်သူတွေရောအယံကြီးမစိုးရိမ်ကြပါနဲ့ကုဒေတာမှာရှိတဲ့တော်လိုင်းအင်အားစုတွေပြောတာကိုနားထောင်ပါလိုက်နာပါဆိုတာကိုပြည်သူတွေမှားချင်ပါတယ်လို့တွန်းဆောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူကကြောပါတယ် တက်အပြင်အောက်တိုဘာလ29ရက်နေ့မနေ့ပိုင်းမှာလဲကလေးမျိုးကနေချင်းပြည်နယ်မြောက်ပိုင်း CDF CDN စီရင်ထိန်ချုပ်ဒေသကိုစစ်ကော်မရှင်တပ်ဖွဲ့တွေဟာအင်အားအလုံးအင်နဲ့စစ်ကြောင်းထိုးလာနေတယ်လို့ CDF CDN စီရင်ထံကသိရပါတယ်ရှင်။ နောက်တရင်တဘောကတော့စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကိုစစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဟာအောက်တိုဘာလ29ရက်နေ့မှာကျွန်းချောင်းချင်းရွာကိုဝင်ရောက်ပြီးနေအိမ်တချို့ကိုမီးရှို့သွားတယ်လို့သိရပါတယ်။ လေးမြုပ်နေပြည်တော်တက္ကသိုလ် GTC အကြောင်းဝင်အတွင်အခြေချတက်ဆွဲထားတဲ့စစ်ကွန်ရှင်တပ်ဖွဲ့ဟာအင်အားတရာကျော်နဲ့အောက်တိုဘာလ28ရက်နေ့မှာ ထောက်ကျရွာမြောက်ဘက်ကျွန်းချောင်းကျေးရွာဘက်ကိုစစ်ကြောင်းထိုးပြီးနေ့လယ်တနာရီခွဲဝင်းကျင်းမှာနေအိမ်တချို့ကိုမိရှို့ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မင်းကတဏီကုံမြောက်ဖက်ကနေနေပြင်းကတက္ကသိုလ်ဖက်ကိုကား15စီးနဲ့လက်နဲ့ခင်းရွှဲ အမြောက်တွေကပါတယ်ဒီမနေ့ drone တွေနဲ့ဘုံတွေလည်းခြားတယ် drone နဲ့ခြားလိုက်ပြစ်လိုက်တိုးလိုက်ပါပဲလို့စစ်ရေးတည်အရင်မြေကအော်တိုဘာလ29ရက်နေ့မှာပြောဆိုခဲ့ပါတယ် စစ်ကမရှင်တပ်ဖွဲ့ဟာအောက်တိုဘာ26ရက်နေ့နေ့လယ်ပိုင်းမှာကလေးမြို့ကနေစစ်ကား21စီးနဲ့လက်နက်ခဲယမ်းတွေရိတ်ခါတွေနဲ့အင်အားအများကြီးကိုနေပြည်တော်တက္ကသိုလ်ဝင် အတွင်ဖြစ်တင်ခဲ့တဲ့အပြင်နေ့လယ်ပိုင်းမှာတံပြားကား3စီးအပါအဝင်ကားကြီး10စီးနဲ့122မမဟဝဇာလက်နက်ကြီးတွေ120မမ105မမလက်နက်ကြီးတွေနဲ့ဆက်ဆက်ကြီးတစ်တာတွေဖြစ်တင်ခဲ့ကြောင်းသိရပါတယ် အခုလိုစစ်အင်အားဖြည့်တင်ပြီးတဲ့နောက်အောက်တိုဘာလ29ရက်နေ့မှာစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးကြီးရွာပေါင်း15ရွာကပြည်သူထောင်နဲ့ကြီးဟာစစ်ပီးတိတ်ဆောင်နေကြရာကြောင်းသိရပါရရှင်ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်မှာ တရားမဝင်ရှေ့ပြောင်းနေထိုင်သူနဲ့နေထိုင်ခွင့်လက်မှတ်မရှိဘဲနေထိုင်ကြသူတွေမောင်းထုတ်သွားမယ်လို့မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ပြောဆိုခြင်းဟာ Inner Line Permit ILP မရှိဘဲမီဇိုရမ်ပြည်နယ်အတွင်းကိုဝင်ရောက်နေထိုင်ကြတဲ့အိန္ဒိယနိုင်ငံသားတွေကိုဆိုလိုခြင်းဖြစ်တယ်လို့သိရပါတယ် မကြသေးခင်ရက်ပိုင်းကချင်းတရင်ဌာနတချို့မှာမီဇိုရမ်ပြည်နယ်အတွင်းတရားမဝင်နေထိုင်ကြသူတွေအားလုံးကိုပြည်နယ်အစိုးရကမောင်းထုတ်မယ်လို့យေတာဖော်ပြမှုနဲ့မီဇိုရမ်ပြည်နယ်မှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေအကြားစိုးရိမ်မှုမြင့်တက်နေခဲ့ကြတာပါ။ ိုင်ဇောခိုင်ရိုင်စကော်ဒိုင်ကျေးရွာမှာကျင်းပတဲ့ရောင်းမီဇောအက်ဆိုစီယေးရှင်း YMA အထွေထွေညီလာခံကြီးမှမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပိုလတ်သူအောင်မာကတရားမဝင်ရှေ့ပြောင်းနေထိုင်သူတွေအားမောင်းထုတ်ရေးအတွက်အိန္ဒိယဝန်ကြီးချုပ်ပြည်ထောင်ဝန်ကြီးတွေနဲ့လည်းတွေ့ဆုံဆွေးနွေးပြီးဖြစ်တယ်လို့ ပြောဆိုကြောင်းချင်းတရင်ဌာနတွေမှာဖော်ပြထားတာပါ။တော်တော်လဲမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောဆိုတဲ့အဓိကဆိုလိုရင်းကတော့ Inner Line Permit ILP မရှိပဲမီဇိုရမ်ပြည်နယ်အတွင်းနေထိုင်ကြတဲ့အိန္ဒိယပြည်မှဖက်ကလာတဲ့ဌာနေတိုင်းရင်းသားမဟုတ်သူတွေအထူးသဖြင့်ဒေသအခေါ် Vine လို့ခေါ်ကြတဲ့အိန္ဒိယလူမျိုးတွေကိုမောင်းထုတ်ဖို့ပြောဆိုသွားခြင်းဖြစ်ပါတယ်။ ဌာနေတိုင်းရင်းသားတွေမဟုတ်တဲ့အိန္ဒိယနိုင်ငံသားတွေဟာမီဇိုရမ်ပြည်နယ်ကိုဝင်ရောက်မယ်ဆိုပါကတရားဝင်ခရီးသွားလက်မှတ်အချောက်အချာ ILB ကိုပြုတ်လို့ရပြီးအဲ့ဒီ ILB လက်မှတ်ပါမှသာမီဇိုရမ်ပြည်နယ်အတွင်းသို့ဝင်ရောက်နေထိုင်ခွင့်ရှိကြောင်းသိရပါတယ် ်အခုလက်ရှိမှာတော့မီဇိုရမ်ပြည်နယ်မှာ ILP မရှိဘဲတရားမဝင်နေထိုင်ကြတဲ့အိန္ဒိယနိုင်ငံသားအမြောက်အများရှိနေကြတဲ့အတွက်အဲ့ဒီလူတွေကိုပြည်နယ်အစိုးရနဲ့ OIMA တို့ပူးပေါင်းပြီးရက်ကွက်အလိုက်ရှာဖွေဖော်ထုတ်ကောင်းမောင်းထုတ်ကြဖို့မီဇိုရမ်ဝန်ကြီးချုပ်ကကြိုးဆိုသွားခြင်းပဲဖြစ်ပါတယ်ဒါကြောင့်နိုင်ငံရေးအခြေအနေကြောင့်မီဇိုရမ်ပြည်နယ်ကိုစစ်ဘေးတန်းရှောင်လာကြတဲ့မြန်မာနိုင်ငံသားတွေအလို့သမားတွေစေဝါကုသမှုခံယူနေတဲ့ ဒေါ်လာရင်းရဲဘော်တွေအတွက်အလွန်အမင်းစွန့်ရင်ပိုပန်းစရာမရှိကြောင်းသိရပါတယ်။အိန္ဒိယနိုင်ငံမှာအခုလို ILB စနစ်လိုအပ်တဲ့ပြည်နယ်တွေမှာမီဇိုရမ်၊အာရဏချဲ၊မနီပူနဲ့နာဂလန်ပြည်နယ်တို့ဖြစ်ပါတယ်။အဲ့ဒီစနစ်ဟာဒေသအတွင်းလူနည်းစုတွေရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ဗြိတိရှလက်ထက်တုန်းကကနဦးအုံပြုခဲ့တဲ့1883ခုနှစ်ဘင်္ဂလားအရှိတောင်တန်းစီမင်းဥပဒေအောက်မှာကြာထိုင်ခဲ့ခြင်းဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနာတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်